World Education Expo Myanmar 2025ရဲ့ Rainbow Captain Ceremony ခမ်းနားလေးကိုဂုံတင်ရှိအကြီးကဲနဲ့တူအောင်မြင်စွာဖွင့်လှစ်နိုင်ရပြီဖြစ်ပါတယ် နိုင်ငံခြားထွက်ခဲ့ရင်လည်းဘယ်လိုနိုင်ငံမျိုးဘယ်လိုသွားလို့ရတဲ့ဆိုရယ် service မျိုး detail တွေကိုကျွန်တော်တို့ဘုသူမှာတို့ team နဲ့ဒီမှာအားလုံးအချိန်ပြည့်ရှိနေပါလိမ့်မယ်။ចောင်းရတဲ့ရိုက်လည်းဖြစ်တယ်ပေါ့နော်။ပြီးကြလို့ရှိရင်ចောင်းမှရနိုင်တဲ့အဲဒီ scholarship အခွင့်အရေးတွေနိုင်ငံတကာအစ်စ်မီ IV frame 1နဲ့သင်ပြီးရယ် Yangon American International School လေပါဝင်ပြသပေးထားပါတယ်ရှင်။လူငယ်တိုင်းကဒီမိမိတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေအောင်မြင်ပေါ့မြောက်အောင်အဓိကအဖြစ် support ပေးရမယ်ဆိုတဲ့ရည်မှန်းချက်ကိုကျွန်တော်တို့ထားရှိထားပါတယ်။တက်ရောက်လို့ရတဲ့ program တွေကိုအမားတို့ကဒီ 2029 28မှာကျင်းပတဲ့ပွဲမှာမတို့ကအသေးစိတ်ပြပြပေးသွားမှာလည်းရှိတယ် Have you seen our school and talk about uh, your interest if you want to come visit Thailand and study there? Thank you very much. ဒီလာရှင်ကျွန်တော်ရဲ့ဘောနော် Rainbow Captain Ceremony လေးကိုကျင်းပမယ့်အချိန်ကကြာရောက်လာပြီဖြစ်ပါရဲ့ရှင်။အားလုံးနဲ့ကျွန်တော်ရဲ့3 2 1ဆိုတာနဲ့အဲစလိုက်ပါဦးနော်။ open ceremony nhé. Ribbon cutting ceremony của chúng ta bây giờ bị ảnh hưởng. Xin lỗi mọi người. Công nhân sĩ chỉ cần nhau một cái trái tim We would like to warmly welcome you to the Dog War Education Expo Myanmar 2025. ကျွန်တော်တို့ကျောင်းဒီ Metro ID Japan Language Center ဂျပန်နိုင်ငံအခြေစိုက် Metro ID Business College Japan ရဲ့ကျောင်းဝယ်တစ်ခုပါ။ဂျပန်နိုင်ငံနာဂါဆာကီမြို့မှာအခြေစိုက်ပါတယ်။ မူမိခင်ကျန်ပွဲအကြောင်းပါပဲဂျပန်နိုင်ငံမှာရှိတဲ့ဒီ Metroid Business College ရဲ့တင်ယွန်းညွှန်းနှန်းတွေချမှတ်ပေးထားတဲ့တင်ယွန်းညွှန်းနှန်းတွေကိုမြန်မာပြည်မှာယူပြီးတော့သင်တန်းကျောင်းဖွင့်လင်းနေတာပါကျွန်တော်တို့သင်တန်းကသင်တန်းကာလနှစ်နှစ်တာကြာနေပါတယ်ဒီနှစ်နှစ်တာကာလအတွင်းမှာကျွန်တော်တို့ဒီ ITU အခြေခံစတင်သင်ကြားပေးပြီးတော့ဂျပန်နိုင်ငံအပါအဝင်9နိုင်ငံအသိမှတ်ပြုတဲ့ ID engineer skill certificate တွေရှိပါတယ် IDPC ပေါ့လေ IDPEC ဆာမွေဒီ IDPEC ဆာမွေရဲ့ fundamental engineering လို့ခေါ်တဲ့ ် FE ဆောင်ပွဲအောင်မြင်အောင်လေ့ကျင့်တင်ကြားပေးတဲ့အပိုင်းရဲ့ပြီးလို့ရှိရင်ဂျပန်ဘာသာစကားကိုလည်းပဲနှစ်နှစ်ကြာကာလအတွင်းမှာ N2 level အထိရရှိအောင်ကလေးတွေကိုလေ့ကျင့်တင်ကြားပေးနေပါတယ်လူငယ်တိုင်းကဒီမိမိတို့ရဲ့အနာဂတ်အရင်မှန်းချက်တွေအောင်မြင်ပေါက်မြောက်အောင်အထူးအဖြစ် support ပေးရမယ်ဆိုတဲ့ရည်မှန်းချက်ကိုကျွန်တော်တို့ထားရှိထားပါတယ်ဒီမြန်မာပြည်တွင်းနဲ့မရှိနေတဲ့လူငယ်တွေကို IT ပညာရေးတွေကျွမ်းကျင်တက်မြောက်ပြီးတော့ IT engineer အလုပ်ကိုင်ခွင့်လန်းကောင်းတွေရရှိစေဖို့လို့အတွက်ကိုရည်မှန်းချက်ထားတာပါတယ် ကျွန်တော်တို့ကျောင်းဝင်ကျောင်းဝင်ခွင့်အနေနဲ့ကတော့အခုစနစ်သက်ပညာရေးမှာ grade 12အောင်ပြီးသားလူငယ်တွေကိုလက်ခံတင်ကြားပေးပါတယ်ပြီးလို့ရှိရင် G တွေအောင်ပြီးသားကလေးတွေရဲ့နောက်တစ်ခါ IGCSE ရဲ့ O level ပေါ့နော် IGO level အောင်တဲ့ကလေးတွေကိုလက်ခံတင်ကြားပေးပါ ုလက်ရှိပေါ့နော်မအား BUC မှာဆိုရင်အာမြန်မာနိုင်ငံကနေ Grade 12 RGCSE GED အောင်မြင်ထားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုလို့ရှိရင်အာ BA Honors in Business Management နဲ့ BSc Honors in Computer Science ကိုဝယ်ရတဲ့အထိတက်ရောက်လို့ရတယ်ဒီဘွဲ့တွေကိုကြတော့ University of Sunderland UK ရဲ့ Top Ranking 27ရှိတဲ့ဒီအစိုးရတက္ကသိုလ်ကနေတိုက်ရိုက်ပေးရတာဖြစ်ပါတယ်အဲ့တော့အာမအားစီမှာဆိုလို့ရှိရင်ဒီတက်ရောက်လို့ရတဲ့ program တွေကိုအမတို့ကဒီနေ့နဲ့မနေ့ပြန်ပေါ့နော်ဒီ29 28မှာကျင်းပတဲ့ပွဲမှာအမတို့ကအသေး စိတ်ပြပြပေးသွားမှာလည်းရှိတယ်ပြီးရင်အမားတို့ရဲ့ BA Honors in Business Management နဲ့ဒီ BSc Honors in Computer Science ဘွဲတွေကကြတော့လာတက်ရောက်မဲ့ဒီ intake တွေက October နဲ့ November မှာ intake တွေမှာဆိုလို့ရှိရင် Alivet discount တွေလည်းပေးနေတာမို့လို့ပေါ့နော်ဒီ program တွေကိုလာရောက်လျှောက်ထားလို့ရပါတယ်ရှင် October November December intake တွေမှာတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက် Singapore ကိုတက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်အမားတို့တက်မှတ်ထားတဲ့ University ပေါ်မူတည်ပြီးတော့အဲ scholarship ပေးပါတယ်နောက်ပြီးရင် study grant ပေးတဲ့အပြင်ကိုအမားတို့အခုဆိုလို့ရှိရင် one way ticket promotion ပေးပါတယ်ရှင် အဲဒါအပြင်အဲဒီ2026ပေါ့နော် UK ရဲ့ဒီထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ပေါ့နော် University of Leicester Manchester တို့နောက်ပြီး University of York ပေါ့နော်ဒီလိုမျိုး Russell Crowe ထဲကထိပ်တန်းတက္ကသိုလ်တွေကိုတက်မယ်ဆိုလို့ရှိရင် Scholarship App တူပေါင်9000ကနေ1000အထိကိုရှောက်လို့ရတဲ့အခွင့်အလမ်းတွေရှိပါတယ်ရှင် Third World Education Expo မှာကျွန်တော်တို့ဒါ ABE UK ရဲ့မြန်မာပြည်ကိုစား booth လေးဖြစ်ပါတယ်။အဲဒီ booth မှာတော့ကျွန်တော်တို့ ABE UK ကနေ accredited လုပ်ထားတဲ့ မြန်မာနိုင်ငံမှာ AB ပညာရပ်တွေကိုတက်ရောက်လို့ရတဲ့ center တွေပေါ့နော်ဆို alphabetically ကြည့်လိုက်ရင်ကျွန်တော် center 20လောက်ရှိပါတယ်ဒီမှာဒီမှာ AMA BIY clean canvas ဟာတစ်ဖြစ် series လိုက်ပေါ့နော်ဆိုဒီ center တွေအားလုံးမှာတက်လို့ရတဲ့စီးပွားပညာရပ်တွေရဲ့ detail တွေကိုဒီမှာကြောင်းတိုင်းတွေရဲ့ detail နဲ့ brochure တွေကိုဒီမှာကျွန်တော်တို့ AB မြန်မာ team ကနေဒီပွဲမှာပါဝင်ပြီးတော့ပြောသွားဖို့ဖြစ်ပါတယ် ဟုတ်လားကိုယ့်ရဲ့ background လေးတွေပေါ့နော် attack တို့အဝေးတင်လာပါလဲကိုယ့် background ဒီလောက်မှဆိုရင် AB မှဆိုရင်ဘာတွေကိုဆက်တက်လို့ရတယ်လဲဘယ်ចောင်းတွေကိုတက်တင်တယ်လဲပြီး AB E ပြီးလင်ရော or AB တက်နေရင်တလန်းမှာလဲတစ်ဖက်တလန်းဘယ်လိုဝင်ငွေခြာနိုင်ရမလဲဘယ်လိုအလုပ်တွေဖြစ်ရမလဲဟုတ်ပြီနော် and နိုင်ငံခြားထွက်ခဲ့ရင်လည်းဘယ်လိုနိုင်ငံမျိုးဘယ်လိုသွားလို့ရတဲ့ဆိုတဲ့ service မျိုး detail တွေကိုကျွန်တော်တို့ဘုသမာဒီမှာသူတို့ team နဲ့ဒီမှာအားလုံးအချိန်ပြည့်ရှိနေပါလိမ့်မယ်။ဒေါ်ချစ်ချီရေးကနေ moderator အနေနဲ့လှုပ်သွားပေးမှာဖြစ်ပြီးတော့အဲကျွန်တော်တို့ anti grace season ထားရဲ့ဆရာသိမ်းမြေဝင်နဲ့ကျွန်တော်တို့က panel အနေနဲ့ from study to success ကိုလည်းဆွေးနွေးသွားဖို့ရှိရတဲ့အတွက်ကြောင့်အဲနှစ်ဖန်လဲပွဲမှာလာရောက်ပြီးတော့ဒီပညာရေးနဲ့ပတ်သက်တဲ့ you know lil hamuri ko collect yu twa bo ne education pwae li ko celebrate lut twa bo a long no so yin song tat par de khamya chesu myai tin par de สวัสดีค่ะ Hi we are from s u b a k o n University International College from Thailand Bangkok we offer many programs in various um, fields we have business and also arts as well. And every programs that we offer are double degree programs. So you get two degrees, one from Thailand and one from France or from UK or from Austria as well. So we hope to see you all with um, opportunity to go abroad as well if you would like to study with us. So come to the third um, Education Expo Myanmar 2025 and meet us here at the event so um, we welcome all Myanmar as well. Mingalaba. Hello everyone. We are from SIAT or Sirinton International Institute of Technology, Thammasat University. Thammasat University is the second oldest university in Thailand. And at SIAT, we offer courses in international programs and the courses are in engineering, technology, and business. We also have a lot of scholarship for Myanmar students. So we are waiting for you all to join us today and tomorrow at our booth. So see you. မတို့ရဲ့ Asia Education ကအဲဒီပွဲလေးမှာဆိုရင်ဖြစ်ပေါ့နော်အာ IT နဲ့ Engineering စိတ်ဝင်စားတဲ့လူငယ်တွေအတွက်နိုင်ငံတကာအသိမပြုလက်မှတ်တွေနဲ့ပေါ့နော်တေချာပေးတဲ့အာ Austin College ဆိုတာလေးနဲ့ပါဝင်ပါတယ်အာနောက်ပြီးတော့အသက်6နှစ်ကနေစပြီးတော့ session နှစ်ထိလေ့လာလို့ရတယ်အာ Logic School ကုန်တင်ကျောင်းလေးကြီးလည်းပါဝင်ပါတယ်ရှင့်အာနောက်ပြီးတော့အသက်1နှစ်ကနေစပြီးလေ့လာလို့ရတယ် KS English စာအာကျောင်းလေးကိုလည်းညီမတို့ဒီမှာလာရောက်ဆွေးနွေးလို့ရပါတယ်နောက်ပြီးနိုင်ငံတကာကိုသွားမယ်ကလေးတွေအတွက်ပေါ့နော်အာနိုင်ငံတကာအစ စ်မီ IV frame 1နဲ့တင်ပေးတဲ့ Yangon American International School လေညီမတို့ဒီပွဲလေးမှာပါဝင်ပြသပေးထားပါတယ်ရှင်။ အဓိကညီမတို့ကကျတော့ဒီ general english sa first grade ကိုအသက်6နှစ်ရွယ်ရနေစပြီးတော့ learning လုပ်လို့ရရရှက်အခလေးတန်းလေးတွေလည်းရှိလို့ညီမတို့ကလူကြီးတန်းလေးတွေလည်းရှိရပေါ့နော်အပြီးမှဒီမှာကျတော့ညီမတို့က native speaker တွေနဲ့ပဲ english sa ကိုသင်ကြားပေးရအပြင်မှာဒါဒီ IELTS တဲ့အတွက်ပေါ့နော်ဒါသင်တန်းတွေဝါးစုံစမ်းနေတဲ့လေ့လာချင်တဲ့သူတွေရှိလေညီမတို့စီမှာလာပြီးတော့စုံစမ်းလို့ရရရှက်မိဘတွေအနေနဲ့ပေါ့နော်ဒါပညာရေးအတွက်ကိုတော့ညာတော့အဖြစ် investment ပို့ပြီးတော့လုပ်ပေးစေချင်တယ်ပေါ့နော်ဘာလို့ဆိုတော့အခုခေတ်မှာဒါနိုင်ငံခြားအကြောင်းသွားဖို့အတွက်ပြင်ဆင်နေတဲ့ကလေးတွေပို့ပြီးတော့ရှိလာတာဖြစ်တဲ့အတွက်အဲတော့ကိုက င်ငံခြားသွားဖို့အတွက်ဆိုရင်ဘာအရင်စပြီးတော့လက်ပြီးလုပ်တဲ့လဲဆိုတာကိုတော့အခုတည်းကလေ့လာဖို့အတွက်ကိုတော့ညီမတို့ဘက်ကအကြံပေးပါရဲ့ရှင့်ပြီးတော့အင်္ဂလိပ်စာကလည်းဒါတစ်ကမ္ဘာလုံးသုံးဖြစ်တဲ့အတွက်ဒါတော်တော်များများကလည်းဒါအခုအသက်အရွယ်တစ်ခုရောက်မှလေ့လာလို့မျိုးမဟုတ်ပဲနဲ့ဒါအသက်6နှစ်အရွယ်လောက်ကနေစပြီးတော့လေ့လာယူရတာဖြစ်တဲ့အတွက်ညီမတို့စီမှာလည်းအသေးစိတ်လေးလာရောက်ပြီးတော့စုံစမ်းလို့ရပါတယ်လို့ဟုတ်ဒီပွဲကာလတခြားမှာပေါ့နော်အညီမတို့ဒီအကျုပ်လေးမှာလာပြီးတော့စုံစမ်းထားတဲ့အကြောင်းသားတွေအတွက်ကိုညီမတို့က special promotion discount လေးလည်းပေးထားပါရဲ့ရှင့် င်ညာတင်ကြတဲ့အခါမှာငါတို့ရွေးချယ်ထားတာကတော့အစ်စ်မီပေါ့နော်ဘာသာရက်တွေတင်ကြတဲ့အချိန်မှာမိဘတွေအတွက်အင်မတန်မှတက်တက်တက်တာရှိတဲ့ဈေးစကားနဲ့ပေါ့နော်နေတာရောစားတာရောမှာတစ်နှစ်မှာဒေါ်လာ2500နဲ့3500ဝန်းကျင်လောက်ရှိတဲ့အကြောင်းပေါ့နော်ဆိုတော့ဘာသာရက်ပုံမူတည်ပြီးတော့ပေါ့အဲ့လိုလေးခေါ်ချချက်လေးတွေတော့ရှိတယ်ပေါ့အဲ့တော့ဈေးနဲ့စလုံးတင်ပြီးတော့မှအာဟိုဒေါ်လာနေနဲ့1000ဝန်းကျင်လောက်နဲ့ ိဘတွေကသားသမီးတွေကိုထိရောက်တဲ့ပညာရက်တွေသင်ကြားပေးနိုင်ခွင့်နဲ့ရရှိမယ်ပြီးလို့ရှိရင်ခုနိုင်ငံပြန်လာပြီးတော့ဒီမှာနိုင်ငံအတွက်အကျိုးရှိရာရှိကြောင်းနော်ဟိုတာဝန်တွေထမ်းဆောင်နိုင်မယ်ဟိုဒီမှာလက်တလုံးနိုင်ငံမသိမ့်ပေးနိုင်သေးတဲ့ပညာရက်တွေကိုသွားစီးပူပြီးတော့ပြန်လာကြခြင်းအဖြစ်ဟိုတိုင်းပြည်အတွက်အများကြီးအကျိုးရှိမယ်လို့အငယ်မျှော်လင့်ပြီးတော့ဒီကြောင်းတွေကိုတော့ရောက်သင်ကြားစေခြင်းနဲ့ဆန္ဒနဲ့ဒီ คอมนี่ิเลวทีแปลวทีไพรส์เลวเพื่อนอะไรเชื่อนบาเล่ ါတကယ်လို့ထိုင်းဘက်မှာအကြောင်းတက်ဖို့စိတ်ဝင်စားကြရတယ်ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ Creek University အကြောင်းလေးကိုလာပြီးတော့မှစုံစမ်းမေးမြန်းကြပေးပါအောင်ရှင်အကြောင်းကပေါ့နော်အဓိကအဖြစ်တော့ Bachelor Program တွေ Master Program တွေ Doctorate Program တွေရှိပါတယ်သင်တာကတော့ဒီထိုင်းလိုသင်တာရှိတယ် Chinese လိုသင်တာရှိတယ် English လိုသင်တာရှိတယ်အဲညီမတို့ကတော့ဒီမြန်မာအကြောင်းသားများဆိုတော့ International Program ကိုပဲတက်ရောက်ကြပါတယ်ရှင်တကယ်လို့ကလေးတို့အနေနဲ့ပေါ့နော်ဒီ GED တို့စေတန်းစနစ်တန်း IGCSE level ပြီးထားတယ်ဆိုလို့ရှိရင်တော့ Bachelor Program လေးတွေကို join လို့ရပါတယ်ကိုက Bachelor ပြီးပြီးသားဆိုလို့ရှိရင်တော့ Master တန်းလေးတွေကို တက်လို့ရပါတယ်ရှင်ကျမတို့ကျောင်းကတော့ဗောနော်ကျောင်းရဲ့ဓာတ်ရိုက်လည်းဖြစ်တယ်ဗောနော်ပြီးတယ်လို့ရှိရင်ကျောင်းမှာရနိုင်တဲ့အဲဒီ scholarship အခွင့်အရေးတွေပြီးတယ်လို့ရှိရင်ဒီကျောင်းနဲ့ပတ်သက်တဲ့ဗောနော်အသေးစိတ်ကလေးဗောကျောင်းလာကဘယ်လောက်ရှိလဲအဲကျောင်းဘယ်လိုမျိုးရှောက်ရမလဲဒါမျိုးတွေကိုဓာတ်ရိုက်ဗောနော်မြန်မာ representative နဲ့ထိတွေ့နိုင်တဲ့အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုပွဲလေးကိုလာဖို့ဖိတ်ခေါ်ချင်ပါတယ် we're from Berkeley International School. We're based in Thailand, Bangkok. Um, we are an American curriculum based. It's an international school, so we have a lot of nationalities. But we very have a good relationship with uh, Myanmar, and we have a lot of students from Myanmar as well. So if you're interested, please come visit us tomorrow here at the Iravati uh, Suli Grand Hotel in Yangon. Um, we'll be very happy to have you see our school and talk about uh, your interests if you want to come visit Thailand and study there. Thank you very much. Hello, everybody. My name is John Murphy. I'm the head of school of SIS Myanmar, which is located in Dinjangun uh, Township. We are here at the World Education Expo. We have a booth here, as you can see behind me. We uh, welcome you to come along and check out our booth and uh, talk to our staff and to myself, and we'd be very happy to meet with you and talk to you about your child's uh, future in terms of education and in terms of their holistic growth and development. SIS Myanmar is part of the SIS group of schools, which has over 25 years of experience in, in offering international education. We follow the Cambridge curriculum in primary and in secondary, leading to IGCSE, AS, and A levels. And in our preschool, we follow the Nurturing Early Learners framework coming from Singapore. So we have a blend of international curricula at our school. We again invite you to come to the World Education Expo and we'd be happy to answer any questions that you may have. Thank you very much.